chapter 9ရဲ့ session C ရောက်ပါပြီအဲ့တော့ဆရာမ differentiate ပုံစံလေးတွေကိုအရင်ဆုံးရှိမှစူးစိထားပါတယ်ပထမဆုံး differentiate လုပ်ပေးပါတဲ့ then function tangent x tangent x ဆိုတဲ့ function ကို with respect to x x နဲ့ differentiate လုပ်ပါတဲ့ဒါလေးကိုတွေ့တဲ့အခါမှာចောင်းသားအများစုကအာလွယ်လွယ်လေးပဲ tangent x ကိုရှိတ်တာ tangent x ကိုရှိတ်တာ secant square x လေး ဆိုပြီးတော့အဖြေကိုဒီလိုလေးတကြောင်လေးပဲဖြည့်ပေးလိုက်ုံနဲ့ရပြီလို့ထင်ပါတယ်တကယ်တော့မဟုတ်ပါဘူးသုံးမှတ်တမ်းမေးထားတဲ့ပုံစံပါအဖြေကိုဒီလိုတကြောင်နဲ့နဲ့ဖြည့်လိုက်ပြီးဖြည့်ပေးလိုက်လို့မရပါဘူးအဲ့တော့ကျွန်မတို့ကဘာလို့အမှလဲဆိုတော့ပေးချက်ကပေးထားတဲ့တန်းညာအိတ်ဆိုတာဒီတန်းညာအိတ်ဆိုတဲ့ function ဒီဘယ်သူနဲ့တူလဲဆိုတော့တန်းညာအိတ်ဆိုတဲ့ function ဒီ sign ကိုတီးပြီးတော့ cost နဲ့စားတာပါဒါကြောင့် sin x over cos x အဲ့တော့ဒီလိုပုံစံလေးပြောင်းပြီးတော့မှ step by step ရှိပ်ပေးရမှာပါတွက်ပေးရမှာပါအဲ့တော့လိုချင်တာဒီ d over dx tangent x ကိုလိုချင်တာဒါကြောင့် equal ဒီမှာလည်းအလိုပဲ d over dx ဆရာမဘာကိုရှိပ်မှာလဲဆိုတော့ sin x ကို cos x နဲ့ရှိပ်မှာပါ sin x ကို sin x over cos x ကို တွက်မယ်ပေါ့နော် d over dx sin x ကို over cos x အဲ့တော့အပေါ်မှာလည်း x ဆိုတဲ့ variable ပဲပါတယ်အောက်မှာလည်း x ဆိုတဲ့ variable ပဲပါတယ် function နှစ်ခုမတူဆရာမတို့ division rules ကိုသုံးရပါမယ်ဆရာမတို့တည်ထားတဲ့ division rule ဒီနော် u function အောက်က v function ဆိုလို့ရှိရင်သူ့ကိုရှိတ်မယ် differentiate လုပ်မယ်ဆိုလို့ရှိရင်ဆရာမတို့ဘယ်လိုရလဲ u ထား v shape နော် ယူထား V shape မိုင်းနဲ့ V ထား U shape divided by V square ပေါ့နော်ခြေထား V shape minus ဝေးထားခြေ shape over ခြေ square divided by ခြေ square ဒီလိုတွားရမှာပေါ့နော် ိုကိုမှတ်ထားတဲ့မှတ်ထားတော့လို့ပဲမှတ်ပါအဲ့တော့ခြေထားဆိုတော့ cos ကို cos x ကိုထားလိုက်ပြီးပိုင်းဝေကိုရှိတ်ဆိုတော့ပိုင်းဝေသည် d over d a sin a ဆရာမဒါတဆင်ချင်းစီအစ်စ်မကျော်ဘဲနဲ့တွက်ပြတာပါ minus ပိုင်းဝေကိုထားတော့ sin a ပိုင်းခြေကိုရှိတ်တော့ d cos x over d x divided by ခြေ square သည် cos square x ရမယ် အဲ့တော့နောက်တစ်စက်မှာဆီယမ်မရှိပ်ပြီး cos a က cos a ပဲ sin ကိုရှိပ်တော့ cos minus sin a က sin a ခဏထားမယ် cos ကိုရှိပ်တော့ minus sin အဲ့ဒီမှာခွင်းစာခွင်းပိတ်မခတ်ပဲရင်းသွားနှုတ်တယ်လို့ထင်လိုက်မယ်ဒါဆိုရင်မှားပါတယ်မှားတတ်တယ်မှားလိုက်မယ်ပေါ့နော်အဲ့ဒါကြောင့်ခွင်းစာခွင်းပိတ်လေးခတ်ပေးပါ cos square a sin ဒီက cos square a လည်းပြန်ယူဖို့မမေ့ပါနဲ့ cos a နဲ့ cos a နဲ့ဆိုတော့ cos square a plus minus minus က plus ဖြစ်သွားပြီမြောက်တာဆိုတော့ sin x နဲ့ sin x နဲ့မြောက်တော့ sin square x divided by cos square x အဲ့တော့1 over cos square x ကွဲစားကွဲပိန်းတဲ့ဟာဆရာမတို့သိတဲ့ sin square x နဲ့ cos square x တိ equal 1မို့လို့1လေးဝင်သွားတာဒီအဖြေလေးอ่ะเนาะဒါမရေးပေးလဲရတော့ရပါတယ်1 over cos t 1 min cos t sec x ဖြစ်တဲ့အကြောင်း1 by sec square x လို့ထည့်လိုက်ရင်1 min cos က sec x ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာအဖြေက sec square x ဆိုပြီးတော့ရသွားပြီဘာလို့လဲဆိုတော့ 1 by cos equal to cos x equal to sec a ဆိုတာဆရာမတို့သိတယ်ဒါကြောင့်ပေါ့เนาะ x tan x ကို differentiate လုပ်တဲ့အဖြေက sec square x ဆိုပြီးတော့ရတယ်ဆိုပြီးတော့အဖြေလေးရပါမယ်အဲ့တော့ဒါလေးကတော့ဟိုဆရာမတို့ဖတ်စာအုပ်ထဲမှာရှိပြီးသားလေးပါစာမျက်နှာ126မှာ derivation လေး derivative of derivative derivative of တန်ညာအိတ်ဆိုပြီးတော့ပုံစံလေးပါပြီးသားပါအစဉ်စဉ်တွက်ပြထားတာလေးရှိပြီးသားပါအဲ့လိုမျိုးတွက်စေချင်တာပါအဲ့လိုမျိုးတွက်ခိုင်းတာပါပေါ့နော်သူ့အပေါ်မှာ derivative of cos a ဆိုတာရှိတယ်ဒီဘက်ချက်မှာ derivative of sin a ဆိုတာရှိတယ်အခုတန်းညာ x ရဲ့ derivative ကိုမေးသွားတဲ့သဘောလေးမေးသွားတာအဲ့တော့နောက်လာမယ့်စာမွဲတွေမှာလည်းသူဒီ derivation တွေပေါ့နော်အဲအောက်မှာသူက idea 26ရဲ့အောက်ဆုံးနှားမှာ similarly we can easily find the formula for derivatives of cotangent a to နောက်တစ်ခါစီကန် ace တို့နောက်တစ်ခါကိုစီကန် ace တို့တို့ကိုလည်းအဲလွယ်လွယ်ကူကူပဲရှာလို့ရနိုင်ပါတယ်ဆိုပြီးတော့သူပြောထားတယ်เนาะ differentiate လုပ်လို့ရနိုင်ပါတယ်ဆိုပြီးဒါတွေကိုလည်း differentiate လုပ်လို့ရတယ်ဆိုတာကိုသူပြောပေးထားတဲ့အတွက်ကြောင့်လာမယ့်ဆောင်ပွဲတွေမှာဆိုရင်ဒါတွေတဲကလည်းမေးမယ်ဆိုရင်မေးလာနိုင်တယ်ပေါ့เนาะအဲ့ဒါလေးတွေလေ့ကျင့်ထားဖို့အတွက်လိုပါတယ် နော်ဒါကိုအဖြေကြီးတန်းပြီးတော့ d over d တန်းဒီဒီတန်းညာ x over dx equal to sec square x ဆိုပြီးတော့ဒီတိုင်းအဖြေကိုပဲတန်းပြီးတော့ရေးပေးလိုက်လို့ရှိရင်အဲ့ဒါကိုယ့်ရဲ့အမှတ်တည်ရှော့ခံမှာပါအဲတမတ်မမပေးတာတော့အဲပုံသင်နီးလေးပဲခြာရေးလိုက်တာဖြစ်တဲ့ကြောင့်မို့လို့ပုံသင်နီးပေးပုံသင်နီးအတွက်ပဲဒီဒီတံမိုးလေးအတွက်ပဲရတဲ့အဖြစ်အတွက်ပဲပေးမှလားအစင်စင်တွက်ပြီးမှနောက်ဆုံးရတဲ့အဖြစ်ကိုပေးမှဆိုရင် အမှတ်ကိုတမတ်မှမပေးဘူးဆိုတာတောင်ဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ဒီလိုပုံစံလေးတွေဆိုလို့ရှိရင်တတိလေးထားပြီးတော့မေးတာကဘယ်နှမှတ်တန်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့တေချာလေးဖြည့်ပေးပါလို့နော်။ နံပါတ်10နံပါတ်10ကကြတော့သူက fashion wine ကိုတော့ပေးထားတယ် show that လောက်ခိုင်းတယ်တတ်သိပြခိုင်းတာပေါ့နော်ဒီလိုပုံစံမျိုးလေးတွေတကယ်တမ်းတော့လေဆရာမတို့ G11 မှာတည်းကအဲ့ဒီ differentiation chapter 11မှာအဲတွက်ကလေးတွေတွက်ခဲ့ဘူးပြီးသားပေါ့နော်ဒီလိုမျိုးပုံစံလေးတွေပြုတ်တဲ့ပုံစံလေးတွေတွက်ခဲ့ဘူးပါတယ်အဲ့တော့ဆရာမကဒီဆရာမဒါလေးကိုဒီမှာနှစ်ခါရှိတ်တာလေးပါတယ် D2 wine over the ace 2ဆိုတော့နှစ်ခါရှိတာပါတဲ့တဲ့နှစ်ခါရှိတဲ့အထိတွားပါမယ်တွားပြီးတော့မှအဖြေကိုအဲပြုသက်ပြဖို့အတွက် session မှာဖြစ်တယ်ဒါကြောင့်ပေးထားတာဒီ y a square 2 a 3အဲ့ဒီ y ကိုဆရာမဘာလို့ရမှာလဲပထမဆုံးတစ်ခါရှိပါမယ်ဒါကြောင့် dy over dx equal a square ကိုရှိတော့2 a 2x ကိုရှိတော့2 power ရှေ့ချတစ်ခုလျှော့เนาะဒီမှာ x ကိုရှိတာ power ရှေ့ချတစ်ခုလျှော့ဆိုတော့ x to the power 1ဆိုတော့မရေးတော့တာ 2x ကိုရှိတာက2 constant 3ကိုရှိတာ0ဆိုတော့မရေးနေတော့ဘူးနောက်တစ်ခါထပ်ရှိမယ်ဒီ 2y divided by over ဒီ x2 equal 2x ကိုရှိတော့2ရတယ်နောက်က plus 2ဒီ constant constant ကိုရှိတော့0ဆိုတော့မရေးတော့ဘူးအဲ့တော့ဆီယမမှာအစားသွင်းဖို့ရအတွက်ဒီ y/dx လည်းရှိပြီးဒီ 2y/dx2 လည်းရှိပြီး တွင်းယုံမယ်အဲ့တော့ဒီဘက်ဒီဘက် left hand side ကိုဆီမှာယူပြီးတော့တွက်ပြီး dy dh the whole square dy dh က 2h 2အစားသွင်းလိုက်တယ် plus နောက်ကဟာ d2 y dh 2 the whole 2 d2 y dh2 လဲဒီမှာဆရာမရှာထားပြီးသွားပြီ2အဲ့တော့2ကိုနှစ်ထပ်သုံးသက်တင်မယ်ဆက်ရှင်းမယ်ရှေ့ကိန်းကိုဒီမှာ a b the whole square equal to a square 2ab b square ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့နှစ်စား အမြဲတမ်းဒီနေရာဒီ plus ဒါဒီဝင်နေရာလက္ခဏာအပေါင်းမို့လို့အပေါင်းဖြစ်မှာအဲ့တော့ shape gain နှစ်ထပ်ဆိုတော့ 2x ကိုနှစ်ထပ်တင်တယ်2ကိုလည်းနှစ်ထပ်တင်ရမယ် 4x ကိုနှစ်ထပ်တင်တော့ x square နောက် gain နှစ်ထပ်2ကိုနှစ်ထပ်တင်တယ်4 shape gain နောက် gain ရဲ့နှစ်ဆ 2x နဲ့2နဲ့မြောက်တာ 4x နှစ်ဆဆိုတော့ 8x ဒါအမြဲတမ်းအပေါင်းဒါဝင်နေရာလက္ခဏာအပေါင်း plus 2ကို2ကို3ထပ်တင်တော့8ရမယ်အဲ့တော့ section လိုက်တော့ 4x square plus 4 8a plus 12 4ပုံထုတ်လိုက်မယ်4ကိုပုံထုတ်လိုက်တယ် a square plus 2a plus 4သုံးလေးဆက်နေဆိုတော့3 4 4ပဲ a square plus 2a plus 3ဒီပေးချက်ကပေးထားတဲ့ y နဲ့တွားတူသွားပြီအဲ့တော့ 4y ဒါကြောင့်ဆရာမတို့လိုချင်တဲ့ 4y ညီသွားပြီအဖြေလေးတခါလေးပဲထိုးကြောင်ဆိုပြီးတော့ရေးပေးလိုက်ရုံပဲဘာမှ right hand side right hand side တွေလုံနေစရာမလိုတော့ဘူးเนาะ ဒါပါလေအဲ့အဲ့နော်အဲ့တော့ဒီမှာ answer လေး answer လေးရေးပေးလိုက်ရုံပဲထိုးကြောင်းဆိုပြီးတော့ dy ပြုတ်သက်ပြတာမဟုတ်လို့ answer လေးရေးပေးပါမယ် dy by dh the whole square plus d2y by dh2 the whole cube equal 4y နော်ဒီလိုလေးနောက်ဆုံးတစ်ချိန်ပြုတ်သက်ပုံစံမဟုတ်လို့နောက်ဆုံးသူပေးထားတဲ့အတိုင်းတစ်ခေါက်ပြန်ပြီးတော့ ဖြေလေးကိုရေးပေးလိုက်မယ်ပေါ့နော်